င်္ဂလာပါ။ Audio Wine ဆောင်းနိုင်မှကြိုးဆိုပါရစေ။ယခုတစ်ခါမှာတော့ကဘာအပြင်းဆုံးငလျင်10ခုအကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။ကဘာအပြင်းဆုံးငလျင်10ခု28ရက်3လ2025ရက်နေ့မှာပြင်းအား7.7 Richester Scale ရှိတဲ့ငလျင်ကြီးတစ်ခုဟာစကိုင်းနီးကိုဗဟိုပြုတ်ပြီးလှုပ်ခတ်ခဲ့ပါတယ်။လူပေါင်းထောင်ထောင်ချီပြီးထိခိုက်ဒဏ်ရာရသေဆုံးခဲ့ပါတယ်။ အစာဦးနဲ့ဇေဒီပထိုးပေါင်းများစွာ အောက်ပေါ်အဖြစ်အသွင်ပြောင်းခဲ့ရပါတယ်လူဆိုတာကိုယ်ထိမှနားဆိုသလို ကိုယ်တိုင်ပြင်းအမြင့်ငလျင်ကိုကိုယ်တိုင်ကြုံမှကဘာမှရောဘလို့တွေဘလောက်ထိလှုပ်ခဲ့သလဲဆိုတာလေးလာကြည့်ရခါကဘာအပြင်းဆုံးငလျင်10ခုကိုတွားတွေ့ရပါတယ်အဲ10ခုဟာဘာတွေလဲဘယ်နိုင်ငံမှာလဲဘယ်တော့ကလှုပ်ခဲ့ပြီးဘလောက်ပြင်းသလဲဆိုတာကျွန်တော်စိတ်ဝင်စားသလိုအားလုံးလည်းစိတ်ဝင်စားမယ်ထင်လို့မျှဝေပေးလိုက်ပါတယ် နံပါတ်30 2012ခုနှစ်မှာအိန္ဒိယပင်လယ်အတွင်းလှုပ်ခတ်ပြီးအင်ဒိုနီးရှားနိုင်ငံကို ထိခိုက်ခဲ့တာပြင်းအားအနေနဲ့7.6 Richter scale ရှိပါတယ်။နံပါတ်9 1950ခုနှစ်အဆန်တိဘက်လိုအမြင်ရတဲ့ငလျင်ဖြစ်ပြီးတရုတ်နဲ့အိန္ဒိယနိုင်ငံကို အထူးထိခိုက်ခဲ့ပြီး ပြင်းအားအနေနဲ့8.6 Richter scale ရှိပါတယ်။နံပါတ်8 1965ခုနှစ်အမေရိကန်နိုင်ငံရက်အိုင်စလန်မှာလှုပ်ခဲ့တာဖြစ်ပြီးပြင်းအားရချက်စတာစကေးအနေနဲ့8.7အထိရှိပါတယ်။နံပါတ်9 1906ခုနှစ်ကိုလံဘီယာနိုင်ငံနဲ့အီကွေဒေါနိုင်ငံကမ်းလွန်ဆက်မှာပြင်းအားရချက်စတာစကေး8.8နဲ့လှုပ်ခဲ့တဲ့ငလျင်ပဲဖြစ်ပါတယ်။ပင်လယ်ရင်းငလျင် ဖြစ်တာနဲ့ညီဆူနာမီလှိုင်းတွေဖြစ်ပေါ်ခဲ့ပြီးလူဦးရေ900ခန့်သေဆုံးခဲ့ပါတယ်။ နံပါတ်6 2010ခုနှစ်ချီလီနိုင်ငံမှာလှောက်ခတ်ခဲ့ပြီးငလျင်ပြင်းအားအနေနဲ့8.8 Richter scale ရှိပါတယ်ငလျင်အမြီကိုတော့မော်လို့သိရပါတယ်နံပါတ်5 2010ခုနှစ်ရုရှားနိုင်ငံမှာလှောက်ခတ်တဲ့ကန်ချက်ကငလျင်ပြင်းအားအနေနဲ့9.0 Richter scale ရှိပါတယ်နံပါတ်6ငလျင်နဲ့ဂျပန်ဂျပန်နဲ့ငလျင်တွဲမြင်နေရလောက်အောင် ငလင်းတွေအများကြီးလှုပ်ခတ်တဲ့ဂျပန်နိုင်ငံမှာ2011ခုနှစ်မှာလှုပ်ခတ်တဲ့ဒိုဟိုကုငလင်းဟာအကြမ်းဆုံးဖြစ်ပြီးပြင်းအား9.1 Richter scale ရှိပါတယ်။နံပါတ်3 2000ခုနှစ်အင်ဒိုနီးရှားနိုင်ငံမှာလှုပ်သွားတဲ့ပြင်းအား Richter scale 9.1ရှိတဲ့ငလင်းပဲဖြစ်ပါတယ်။လူသေးပြောက်2သိန်းခွဲလောက်ရှိတဲ့ငလင်းဖြစ်ပြီးအမြင့်ဘေးတရားကျော်ရှိတဲ့ပင်လယ်ရေလိုင်းတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။နံပါတ်2 လှုပ်ခတ်တဲ့ခုနှစ်က1964ခုနှစ်အလာစကာမှာလှုပ်ခတ်တာပါပြင်းအားအနေနဲ့9.2 register scale ရှိပါတယ်ကဲလာပါပြီနောက်ဆုံးနံပါတ်နံပါတ်1တိခဏတပါပယ်ရီဘီယာငလျင်1960မေလ22ရက်နေ့ချီလီနိုင်ငံမှာလှုပ်ခတ်တာဖြစ်ပြီးပြင်းအားအနေနဲ့9.5 register scale ရှိပါတယ်လှုပ်ခတ်ချိန်7မိနစ်ဝန်းကျင်ရှိပြီး ကဘာပေါ်မှာလူတို့မှတ်တမ်းဝင်မှတ်တမ်းတင်ထားတဲ့ကဘာအပြင်းဆုံးငလျင်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာခုလက်တလောလောက်ခဲ့တဲ့7.7 register scale ငလျင်တောင်မှကျွန်တော်တို့ဒီလောက်ထိတိကျခံစားခဲ့ရရင်ပြင်းအား8.6ကျော်တဲ့ကဘာအပြင်းဆုံးငလျင်တွေဆိုဘလောက်တောင်ကြောက်စရာကောင်းလိုက်မလဲငလျင်ဆိုတာဘယ်နည်းလောက်မယ်ဘယ်ချင်လောက်မယ်ဘလောက်လောက်မယ်လို့အတိအကျမခံမနိုင်သေးတဲ့အတွက်အားလုံးပဲ ်တရီဝရီယာနဲ့နေကြဖို့မားချင်ပါနဲ့ခင်ဗျာအားလုံးသောမြန်မာနိုင်ငံသားအပေါင်းငလျင်ကဆိုးဘေးနှင့်တကွဘေးပေါင်းရံပေါင်းခါညာအောင်မြင်ပါစေကြောင်းစုမုံကောင်းပို့သလိုက်ပါတယ်ခင်ဗျာ